မင်္ဂလာပါဘုရားခင်ရဲ့ကျေးဇူးတော်မြတ်ပေါင်းအရောက်ရှိတိုင်းခံစားရပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ကျွန်တော်ကတော့ကိုမိုက်ကပါဒီနေ့မှာတမန်ကျမ်းစာတွေကဒီတရားသူကြီး12ဦးရဲ့အကြောင်းလေးကိုဝင်းကားပေးသွားမှာဖြစ်ပါတယ် ဒီတမားကျန်းစာတွေကတရားသူကြီးစနစ်ရောက်ရဲ့အကြောင်းကိုတော့တရားသူကြီးမှတ်စာမှာကျွန်တော်တို့တွေ့နိုင်ပါတယ်ပထမဆုံးအနေနဲ့တစ်ချိန်ကဒီဣတရေလာလူမျိုးတွေရဲ့ခေါင်းဆောင်မောရှင်နဲ့ယောရှုတေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာဘုရားသခင်ကတရားသူကြီးအဖြစ်လူသူချုပ်ကိုရွေးကောက်ပြီးတော့သူ့ရဲ့ပြည်သူတွေကိုဆက်လက်အုပ်ချုပ်ကာကွယ်စေခဲ့ပါတယ် သူတို့ရဲ့နာမည်နဲ့ကြမ်းကြက်များကိုအချင်းချင်းပေါ်ပြပေးလိုက်ပါရယ်ဓမ္မဆုံးအနေနဲ့ဩတန်ရင်လာလို့ခေါ်ပါရယ်သူကတော့တရားသူကြီးမဆာခန်းကြီး၃ခန်းငယ်9ကနေ17မှာတွေ့နိုင်ပါတယ်နှစ်ပေါင်း40လောက်ဣတရလာကိုလူမျိုးတွေကိုအုပ်ချုပ်ပြီးငြိမ်းချမ်းစေခဲ့ပါရယ် ရန်သူမေတော်ပေါ်တာမီလူမျိုးတွေကိုတိုက်ထုတ်ခဲ့တယ်ထူကြတာကတော့သူဟာကာလက်ရဲ့သူဖြစ်တယ်လို့သတ်မှတ်လည်းဖြစ်ပါတယ်အေဟုဒသူကတော့ဒုတိယမြောက်တရားသူကြီးဖြစ်တယ်တရားသူကြီးမှတ်စာခန်းကြီး3ခန်းငယ်12ကနေ30မှာအရှုလေးလာတိုင်းပါဒီနှစ်ပေါင်း80လောက်ဣတရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီးရန်သူမောဘလူမျိုးကို တိုက်ထုတ်ခဲ့တဲ့အကြောင်းပါပဲရှန်ကာနော်ဒီတရားသူကြီးမဆာခန်းကြီးတော့ခန်းငယ်37မှာရှန်ကာဆိုတဲ့တရားသူကြီးတရားအကြောင်းကိုကြားသိရတယ်ဒီအုတ်ချုပ်တဲ့ခုနှစ်တော့အတိအကျတော့မဖော်ပြတာပါဘူးဒါပေမဲ့သူကထူကြရတဲ့သူ့ရဲ့တမိုင်းကတော့တုတ်ချုံလေးတစ်ခုနဲ့ရန်သူဖိလစ်တီလူမျိုး600ကိုတိုက်ထုတ်ခဲ့တယ်လို့ဆိုပါတယ် ဒေဘောရာအမျိုးသမီးတရားအဲဒီတရားသူကြီးဖြစ်တယ်လို့ prophet လည်းဖြစ်ပါတယ်ဒေဘောရာရဲ့အကြောင်းကိုတရားသူကြီးမက်ဆာခန်းကြီး၄ခန်းငယ်၅အထိမှာခန်းကြီး၄ရာနေ၅အထိတွေ့မှာတွေ့နိုင်တယ်လို့နှစ်ပေါင်းလေးတဲ့၄၀လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီးယန္တုခနန်လူမျိုးတွေကိုတိုက်ထုတ်ခဲ့ပါတယ်သူကြတာကသူကအမျိုးသမီးဖြစ်ပြီး prophet လည်းဖြစ်တယ်လို့ဆိုပါတယ် ကိတောင်ကိတောင်ကိုတရားသူကြီးမဆာခန်းကြီး6ခန်းငယ်အခန်းကြီး6ကနေပို့အတွင်းမှာသူရဲ့အကြောင်းလေးကိုတွေ့နိုင်ပါတယ်နှစ်ပေါင်းနှစ်ပေါင်း40လောက်ဣတရီလာကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီးရန်သူမိဒရန်မျိုးတွေကိုတိုက်ထုတ်ခဲ့ပါသူကြတာကသူဟာဖျားအားဖြင့်လူ300နဲ့ရန်သူ3,350ရှိတဲ့စစ်တပ်ကိုနိုင်ခဲ့တဲ့သူပါပဲသူမှာတာရင်အယောက်80ရှိပါတယ် ီအကြောင်းအရာလေးတွေကိုလည်းတရားသူကြီးမှတ်စာမှာဖတ်ရှုလေ့လာဖို့တိုက်တွန်းပါတယ်စိတ်ဝင်စားဖို့ရန်ကောင်းပါတယ်သောလာတရားသူကြီးမှတ်စာခန်းကြီး30ခန်းငယ်1ကနေ2တွင်မှာဒီ23နှစ်လောက်ဣတရေကကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပါတယ်သူလက်ထက်မှာပယံသူကိုတိုက်ခိုက်တယ်ဆိုတာကျမ်းစာကမဖြောမဖော်ပြရပါဘူးသူရှိကနန်းလူတဲ့နန်းလူတဲ့အပိမလက်ပြုတ်ခဲ့တဲ့ပြဿနာကိုဖြေရှင်းခဲ့တယ်လို့ယူဆပါတယ် ယာကုရတရားသူကြီးမဆာခန်းကြီး30ခန်းငယ်3ကနေ9မှာတွေ့နိုင်ပါတယ်22နှစ်လောက်ဣတရရာကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပါတယ်သူလက်ထက်မှာပယံသူကိုတိုက်ထိုက်တိုက်ထုတ်ခဲ့တယ်ဆိုတာကိုတော့စံစာကမဖော်ပြတာပါဘူးသူကြတာကသူ့မှာတာရင်အယောက်30ရှိခဲ့ပါတယ်ယေဖတာတရားသူကြီးမဆာခန်းကြီး30ခန်းငယ်6 ကနေပြီးတော့ခန်းကြီး7နှစ်ခန်းကြီး9ချောင်းတော့တွေ့ရအောင်။တောင်းနေလောက်ဣတရေရာကိုအုတ်ချုပ်ငင်းညံစေခဲ့ပြီးရန်သူအာမုံလူမျိုးကိုတိုက်ထုတ်ခဲ့ပါတယ်။သူကြတာကသူဟာဖျားရှိမှဂတိကဖို့လွယ်လွယ်ပေးမိပြီးသူသမီးကိုဖျားစီဆက်တာခဲ့ရပါ။ဒီအကြောင်းအရာလေးကတော့တရားတော်ကြီးမဆာခန်းကြီး30မှာတွေ့နိုင်ပါတို့ကြောင့်လေးဝင်ရမယ်ဆိုရင်ဒီဘက်ကဒီအာမုံလူမျိုးတွေကိုသူတိုက်ထုတ်အောင်နိုင်ခဲ့ရင် သူ့ရဲ့သူပြန်တဲ့လန်ခီသူ့အိမ်ပြန်တဲ့အချိန်မှာပထမဦးဆုံးထွက်ကြတဲ့သူကိုဘုရားသခင်ကတပ်ပြီးပူဇော်ပါမယ်ဆိုပြီးတော့ဘုရားသခင်ကိုဂရိကုပြုခဲ့တဲ့အကြောင်းအရာလေးပါပဲသူ့ရဲ့အောင်မွေးနဲ့သူပြန်သွားတဲ့အချိန်မှာသူ့ရဲ့တူဦးလေးသောတမီးလေးကဝမ်းမြောက်ပျော်ရွှင်စွာနဲ့ကောက်ခုံလေးကသူ့ကိုပြေးပြီးစီကြိုတဲ့အခါမှာတကယ်ရင်နာစရာဇလန်လေးတစ်ခုဖြစ်လာခဲ့ပါတယ် ဒီအကြောင်းအရာလေးကိုတရားသူကြီးမတ်စာခန်းကြီး30မှာတွေ့နေမှာကိုဗစ်ဒန်နော်ကိုဗစ်ဒန်ကတရားသူကြီးမတ်စာခန်းကြီး7နှစ်8ကနေ30မှာခန်းငယ်8ကနေ30ခုနှစ်နှစ်နောက်အီတလီကိုအုပ်ချုပ်ခဲ့တယ်သူလက်ထက်မှာပန်ပြန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာကျန်စားထဲမှာပေါ်ပြလာတာမရှိပါဘူးထူကြတာကသူဟာပက်လင်သားဖြစ်ပြီးသား30တမိ30ရှိတယ်သူပါအေလုံး နော်တရားသူကြီးမဆာခန်းကြီးစနစ်ခန်းငယ်17ကနေစနစ်ကြာမှာရှိပါတယ်။ရှန်နေလောက်ဣတရီလောက်ကိုအုပ်ချုပ်ခဲ့ပါတယ်။သူလက်ထက်မှာတော့ဘယန်သူကို တိုက်ထုတ်ခဲ့တယ်ဆိုတာစံစာကတော့ပေါ်ပြရာပါဘူး။အဘဒုံတရားသူကြီးမဆာခန်းကြီးစနစ်ခန်းငယ်73ကနေ55 7နှစ်လောက်ဣတရီလောက်ကိုအုပ်ချုပ်ခဲ့တယ်။သူလက်ထက်မှာဘယန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာစံစာကမပေါ်ပြရာပါဘူး။ตา40ยี30ရှိတဲ့တော့ပါ ရှမ်ဆောင်အဲကျွန်တော်တို့ရဲ့မင်းသားကြီးပါပဲကျွန်တော်တို့ငငယ်လေးကခလေးဘဝမှာဘသူအကြောင်းမှမရင်းနှီးနှောင်းမှရှမ်ဆောင်ဆိုတဲ့အကြောင်းလေးကိုတော့ကျွန်တော်တို့ရင်းနှီးခဲ့ကြရပါတယ်ဟုတ်ပါတယ်ဒီရှမ်ဆောင်ကတရားသူကြီးမဆာခန်းကြီးဆက်နှစ်အခန်းငယ်73နဲ့75မှာအဲကြားလေးထဲမှာတွေ့နိုင်ပါတယ်တင်း20လောက်ဣတရီလောက်ကိုအုတ်ချုံငင်းကြမ်းစေခဲ့ပြီးတော့ရန်သူဖိလစ်တိလူမျိုးကိုတိုက်ထုတ်ခဲ့တယ် ထူးခြားတာကသူဟာနာဇရီလူဖြစ်လို့ဘုရားကအထုခွန်အားပေးခံထားရသူပါငွေတွေကစပင်မညံ့ရလို့ဆန်စပင်ရှိပါတယ်လက်ပလာနဲ့ရှင်သိပ်ပါဇက်ကိုဖျဲခဲ့တဲ့သူလက်ပလာနဲ့မြေခွေး300ဖမ်းမိကစားတဲ့သူမီးဒီမီးရဲ့เนาะမီးရဲ့မေယိုတခုတည်းရန်သူလူပေါင်းထောင်ချီကိုတုတ်တင်ခဲ့တဲ့သူပါ ါပေမဲ့နောက်ဆုံးမှာတော့မိမမာယာထဲမှာညှဉ်းမှုမိလို့ကြာရှုံးခဲ့ရပါတယ်။နောင်တရဆူတောင်းလို့ခွန်အားပြန်ရပြီ။ရန်သူတွေနဲ့အတူတည်ခဲ့ရသူပါ။ဒီเจ้าရလေးကိုတော့ဒီတရားသူကြီးမဆာခန်းကြီးဆက်နေမှာတွေ့ရပါတယ်။ကြံပြူလိုရာကကျွန်တော်တို့ YouTube channel တွေမှာလည်းအလွယ်တကူပါပဲ။ဒီ Samsung ရဲ့အကြောင်းလေးကိုအဲဒီတွေ့ရပါတယ်။ The Bible ဆိုတဲ့ရုပ်ရှင် series တွေမှာလည်း အဲဒီအကြောင်းလေးကိုပြပြစုံစုံလေးတကယ်ကိုတီတီမီမီလေးဇလန်းလေးတွေတွေ့ရတယ်ကျွန်တော်တို့အတွက်အများကြီးအထောက်အကူဖြစ်ပါတယ်ဒီ YouTube channel လေးတွေကိုလည်းကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ကြည့်တင်တယ်လို့လည်းအကြံပြုပါတယ်ကျွန်တော်ခုလိုအဲဒီပေါ်ပြဖို့အတွက်ဒီစာစုလေးတွေကိုပြုစုပြောင်းထောင်ပေးတဲ့ original writer ပေါ့နော်မူရင်းစာရေးသူကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ရာဇခင်တာရည်အသုံးပြုပါစေလို့ဆုမကောင်းတောင်းပါတယ်။အခုလိုအချိန်ပေးပြီးတော့လေလာဖတ်ရှုတဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ဘုရားသခင်ကောင်းမြတ်ခြင်းကျေးဇူးတော်ပေါင်းအစဉ်ခံစားရပြီးတော့ဒီတမကျန်းစာကိုပုံမှန်ချက်ခင်ပြန်လို့ပြီးတော့လေလာဖတ်ရှုစိတ်ဝင်စားတဲ့သူဖြစ်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်။ Thank you. God bless you.